မကွေးတိုင်းမကုတ်ကူနယ်ကရွာသုံးရွာကိုစိုးစုကအကြောင်းမဲ့လေးချောင်းပစ်ခတ်တိုက်ခတ်တာကြောင့်အမျိုးသမီးတဦးသေဆုံးခဲ့ပြီးပြည်သူလေးဦးထိတိုက်တန်းရရရှိကနေအိမ်တွေလည်းမိလောင်ဆုံးရှုံးခဲ့တယ်လို့ဒေသခံတို့ကအမှတ်ပြုပြောပါတယ်။အေဘီလာ23ရက်မနေ့ကညပိုင်းမှာပကုတ်ကူမြို့နယ်ကကျေးရွာတွေဖြစ်တဲ့ဖလန်အိုး7ဆုနဲ့ရွာသစ်စုကျေးရွာတွေကိုမကွေးလေတပ်ကတက်လာတဲ့ jet fighter အမျိုးအစားလေး2စီးနဲ့ rocket အမျိုးအစားကြီးတွေပစ်ခတ်တိုက်ခိုက်တယ်လို့ တရုတ်ထုတ်30မမဘုံတီးနဲ့ပါပြက်ခတ်ခဲ့တာလို့ဒေသခံတို့ကပြောပါတယ်။ဇိုးစုကလေကြောင်းကနေရော့ကက်နဲ့ပြက်ခတ်တာကြောင့်စက်ပင်စုကြေးရွာကအသက်20ဝန်းကျင်အမျိုးသမီးတူထိမှန်သေးဆုံးခဲ့ပြီးရွာသစ်စုကြေးရွာနေအိမ်နှလုံးမိလောင်ပျက်စီးခဲ့ပါတယ်။ဇိုးစုပြက်ခတ်ခဲ့တဲ့ရော့ကက်ကြီးတွေထိမှန်ပြီးထိခိုက်ဒဏ်ရာရှိခဲ့သူ၄ဦးရှိပြီးတော့2ဦးမှာဝမ်းပိုက်အတွင်းကြီးစားထိမှန်ရောက်သွားတာကြောင့်စိတ်ကူးသားမှုပေးနေရတယ်လို့ဆိုပါတယ်။အခုလိုစိုးစုကအကြောင်းမဲ့လေကြောင်းတိုက်ခိုက်တဲ့အတွက် ရွာသက်စုကျေးရွာကပြည်သူတွေစိုးစုလေးကျောင်းနောက်တစ်ကြိမ်လာရောက်တိုက်ခိုက်မှာကိုစိုးရိမ်နေတာကြောင့်စစ်ဘေးရှောင်ထွက်ပြေးနေရပါတယ်။